မင်္ဂလာပါရှင်ခုရောက်ရှိနေတဲ့နေရာကတော့နေပြည်တော်မြို့မဈေးကြီးပေါ့နော်နာမည်ကြီးမြို့မဈေးကြီးပဲဖြစ်ပါတယ်ဒါကတော့ငလင်းနံကိုအပြင်းထန်ခံစားခဲ့ရပြီးတော့ပြိုကျသွားတဲ့ဒီမြို့မဈေးရဲ့အမြင်ကွေးကိုအားလုံးပဲတွေ့ရှိရမှာဖြစ်ပါတယ်ရှင်အခုဒီငလင်းလောက်တာရှေ့ရမြောက်နေ့ဖြစ်နေပါပြီဒါပေမဲ့ပေါ့နော်အခုဒီမှာလူတွေကအနေရှိတဲ့ဟာတွေတချို့ပြင်ဆင်တဲ့ဟာတွေလည်းလုပ်နေတာရှိပါတယ်တချို့ဆိုင်ကနေရတော့ပြန်ပြီးဖွင့်လှစ်ထားတာတွေ့ရပါတယ်ရှင်ဒီနေရာကတော့ဒီမြို့မဈေးရဲ့အရှိန်မှာဖွင့်ထားတဲ့ဈေးဆိုင်ကနေဖြစ်ပါတယ်ဒီညဈေးရဲ့ဟိုဘက်အချမ်းမှာဆိုလို့ရှိရ င်အာအသီးနှံတို့ဘာတို့တွေရောင်းချတာတွေလည်းတွေ့ရှိရပါတယ်ဒီဘက်ချက်မှာတော့ဝတ်ထည်တွေပေါ့နော်အိတ်တွေနဲ့ဒါသူ့ပုံမှန်အတိုင်းလေးလဲပက်နေတာတွေ့ရပါတယ်ရှင်ဟုတ်ဟုတ်အရောင်းဝယ်တွေကောင်းလားဘယ်လိုလဲအာသူမြတ်ပါတာပေါ့ငလျင်ပြီးတဲ့နောက်ပိုင်းပါသွားတာပေါ့အင်းကောင်းပြီသမီးသူတော့မထွက်လို့ရတာလည်းရဘူးလေလှုပ်တဲ့နေတော့ဘယ်မှာရှိလဲအဲ့ဒီအနော်နောင်နာမှာပုံငလျင်လို့ဟုတ်ကဲ့အစင်းကအိမ်ကတော့ဘာမှမဖြစ်ဘူးမမ ်ပြီးမှရောင်းတာပြက်သွားတော့ဒီဆိုင်ဒီနားလေးမှာပဲအဆောင်ပြေဖို့ဟုတ်ဒါဆိုဒါကြောင့်မလို့အခုဒါငလျင်ပြီးမှဒီဘက်ကိုလာထွက်ရောင်းတာပေါ့နော်ဟိုဘက်မှာဈေးတန်းနေရဒါဆိုပြက်သွားတာပေါ့ဟုတ်တယ်ဟုတ်တယ်အဆောင်ဦးရလည်းပြက်ကုန်ပြီလားဟုတ်ဝင်လာပြီရောင်းရတာခုဒီငလျင်အပြီးကြတော့ရောင်းဝယ်တွေကောင်းလားမကောင်းဘူးပေါ့လူသိမ့်မရှိဘူးလေအရင်ကတည်းကလူငယ်စီရ ခုမြင်တဲ့နေရာကတော့နေပြည်တော်မြို့မှာစီကြီးရဲ့ပိတ်ထားတဲ့ဆိုင်ကချွတ်မြင်ကွင်းတွေပဲဖြစ်ပါတယ်ဆိုင်ကနေဘာကြောင့်ပြေးလဲဆိုရင်အထက်မှာငလင်လုတ်ခဲ့တဲ့အချိန်မှာခံရတဲ့အတွက်ကြောင့်ပစ္စည်းရပြုချက်ပစ္စည်းတွေလည်းရှိတယ်အဲ့ဒါကြီးကြောင့်မလို့ပိတ်ပိတ်တာလို့သိရပါတယ်ဒါပေမဲ့တချို့သောဆိုင်ကနေကတော့ပြန်လည်ဖွင့်လှစ်ထားတွေ့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်